ရင်းစေးခြင်းတွေကနောက်ဆုံးသောကာလမှာရှိလာလိမ့်မယ်။ဘသူတွေကိုလဲသူသဖြင့်ခရစ်တော်နောက်လိုက်တယ်။တနည်းအားဖြင့်ခရိယာတွေကိုညှင်းဆဲခြင်းတွေလာတော့မယ်။လာနေပြီလားရှိနေပြီ။အာကျွန်တော်ပတ်ဝန်းကျင်မှာကြီးကြီးမားမားမတွေ့ရသေးတာပဲဖြစ်လိမ့်မယ်။ဒါပေမဲ့ညှင်းဆဲခြင်းတွေရှိနေပြီ။အဲ့ဒီညှင်းဆဲခြင်းတွေကအသွင်မတူကြဘူး။ခရစ်တော်နာမကြောင့်တင့်ကိုကိုထိလက်ရောက်ဖြစ်ပါစေ။ ဒီစိတ်ပိုင်းဆိုင်ရာဖြစ်ပါစေဒါမှမဟုတ်လူမှုရေးရာဆိုင်ရာဖြစ်ပါစေတခုခုနဲ့တင့်ကိုညှင်းဆဲတာအဲ့ဒီရာကိုညှင်းဆဲခြင်းလို့ခေါ်တယ်ဒုက္ခဆင်းရဲခြင်းနေဆလာတဲ့ကာလမှာဘာတွေ့ရမလဲလူများတို့ဒီတင့်တို့ကိုညှင်းဆဲခြင်းနဲ့နောက်ဖရာကတိပေးကိုပေးထားလာပေးထားတယ်ညှင်းဆဲခံရမယ်เนาะအတေသချင်းကို၎င်းဒီတဲ့ချင်းခံစီချင်းက အနှံ့ကြလိမ့်မည်။ငါဤနာမကြောင့်လဲခတ်သိမ်းသောလူမျိုးတို့သည်တင်းတို့ကို မုံကြလိမ့်မည်။ဖခင်နာမကြောင့်တင့်ကိုမုံမယ်။ဆိုတော့ဒီအရာတွေကိုကျွန်တော်တို့ကဒါသခင်စကားပေမဲ့ကျွန်တော်ဓာတ်တွေတိတ်မကြိုက်ဘူး။မကြားရှင်ဘူး။ဒါပြောရင်လဲဟာနားခါတယ်။နော်ဘာလို့ဆိုတော့ထာဝရဖခင်နေရဲ့နီးပြီဆိုတဲ့ဟာနားခါတယ်ဆိုတဲ့စကားလုံးကိုရှိတာ။ဆိုတော့နားခါတယ်ဓာတ်တွေမကြားရှင်ဘူး။ဘာပဲကြားချင်လဲ။ကောင်းကြီးအကြောင်းများများပြောပေး။နော်ကောင်းကြီးနဲ့နော်အမေဖခင်ရဲ့ဂတိထဲမှာကောင်းကြီးမဟုတ်ဘဲနဲ့ဒီနေ့ ညှင်းဆဲခြင်းလဲပါတယ်ဆိုတာကိုသင်ဒီနေ့သိပါသင်ကိုဘာကြောင့်မုံလဲဆိုတော့သခင်ယေရှုကိုမုံလို့ခရိယန်တွေကိုဘာလို့မုံလဲခရစ်တော်မုံလို့ဖခင်ဝိညာဉ်မှွေလို့ဆိုတာဖခင်နဲ့ဝိညာဉ်ရေးရမှာသွားညှင်းဆဲပြီပေါ့ဝိညာဉ်ဆိုးတွေကမကြိုက်တော့ဘူးเนาะသင်မလွတ်မြောက်တာလူတွေကပူကြိုက်တယ်ဘာကြောင့်လဲသိလားသင်လွတ်မြောက်ရင်သူတို့ထက်သာတော့မှာဒါကြောင့်ဒီနေ့ တင်ဟာလွတ်မြောက်ပြီးတော့ဖခင်ရဲ့အကြံစီနဲ့အလိုတော်ထဲမှာအလုပ်လုပ်ရင်လေလူတွေကမကြိုက်ဘူး။တော့မကြိုက်တော့။တင်ကိုအဲ့ဒီအရင်နေရာမှာပဲရှိစေချင်တယ်။ဒါမဲ့တင်သိတယ်။နှုတ်ပတ်တရားတော်တွေရလာတယ်။ဖခင်ရဲ့ဂတိတွေကိုပို့ပြီးနားလည်လာတဲ့အခါမှာဖခင်ကတင်ကိုထူးခြားစွာအသုံးပြုမယ်။တကပါလုံးအနေနဲ့ကြည့်မယ်ဆိုရင်တဲ့ကပါမှာခရိယန်9ယောက်မှာတယောက်ကညင်စေခြင်းခံရတယ်။အမေသင်ကအာဖရိကမှာနေမယ်ဆိုရင်တော့ 9ယောက်မှာတယောက်ကညင်းစေချင်းခံနေရတယ်။ဒါမှမဟုတ်ရင်တင်းအာရှမှာနေမယ်ဆိုရင်တော့တဲ့9ယောက်မှာ2ယောက်ကညင်းစေခံရတယ်။ကမ္ဘာမြေပုံမှာသူမတူညီတဲ့အယောင်လေးတွေရှိတယ်။အဝါယောင်ဆိုရင်တော့ညင်းစေချင်းရှိတယ်တိတ်မဆိုးပါဘူး။လိမ္မော်ယောင်ဆိုရင်တော့ဒါအလေလက်ပေါ့။ဒါပေမဲ့အနီးယောင်ရင်းရင်းဖြစ်သွားပြီဆိုရင်တော့နှိမ့်ဆက်ညင်ပန်းချင်းတော်တော်လေးများတဲ့ထဲမှာပါတယ်။ စိတ်မကောင်းစွာပဲမြန်မာနိုင်ငံကအဲ့ဒီအနေအောင်ထဲမှာရှိတယ်။ကမ္ဘာအဆင့်မှာဆို73ချိတ်တယ်။2025ဒီနှစ်ထဲမှာပဲနိုင်ဂျီးရီးယားမှာခရစ်ယာန်9000ကျော်အသက်ခံရတယ်။ခရစ်တော်နာမကြောင့်အသက်ခံရတယ်။ဒါ Fox News ကနေတင်ပြသွားတဲ့အရာလေးဖြစ်တယ်။ဆိုတော့အမေရိကကဒီအရာကိုစပြီးတော့ attention ရလာတယ်။သူကင်တွေတဲ့ခါမှာ trauma ဘာပြောလိုက်လဲဆိုတော့ ဒီနိုင်ဂျီးရီးယားမှာအခုလိုခရစ်ယာန်တွေကိုတတ်ဖြတ်နေခြင်းအတွက်ကိုတုံ့ပြန်ရမယ်စပြီးတော့တိုက်ခိုက်ရမယ်ဒီအရာကိုကင်တွယ်မယ်ဆိုပြီးတော့ပြောလိုက်တယ်နောက်ပြီးတော့နိုင်ဂျီးရီးယားအစိုးရကိုလည်းဖိအားပေးတယ်ပြီးရင်နိုင်ဂျီးရီးယားကို ထောက်ပံ့နေတဲ့အရာတွေဖျက်မယ်ကြေရွေးတာမကင်တွေ့ဘူးဆိုရင်ဆိုပြီးတော့ဒီအရာတွေကိုတည်င်းထဲမှာပြောလိုက်တဲ့အခါမှာဒါအခုတလောမှာအင်မတန်မှာ ခစ်စားနေတဲ့အီဘန်းစားနေတဲ့သတင်းဖြစ်နေတာကိုတွေ့ရတယ်ဆိုတော့ဒါနိုင်ဂျီးရီးယားမှာသတင်းစာမှာဆိုရင်လေ stop the killing or face military action ဆိုတာစစ်ရေးရာရအာရေးယူရမယ်ဆိုတော့အားလုံးကမေးကြတယ်ဟာအမေရိကန်စစ်သားတွေလွတ်မလားနိုင်ဂျီးရီးယားတွေလွတ်မလားနိုင်ဂျီးရီးယားနိုင်ငံကိုလွတ်မလားစသဖြင့်ဖြစ်လာတော့ခါမှာသူကတော့ could be ဆိုတဲ့အဓိပ္ပာယ်ကလွတ်ရင်လွတ်မှာပေါ့ဆိုတော့ဒါ trauma တော့အာဒီကိစ္စကို ထူးပဲခြင်တွေ့တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဘာကြောင့်လဲယုံကြည်သူတွေ shut down လို့ယုံကြည်သူတွေ pray လုပ်တာ ပြီးရင် protest လုပ်တာ ပြီးရင် participate လုပ်တာအကြောင်းယုံကြည်သူတွေငြိမ်နေဖို့မဟုတ်ဘူးကိုကိုကတော့ဘုရားကျောင်းတပတ်တခါသွားလို့ရတယ်ဒါပေမဲ့တင့်လို့အခွင့်အရေးမရှိတဲ့သူတွေများစွာရှိတယ်ဆိုတော့ Nigeria pastor တယောက်ကအဲ့ဒီသူရက်နေတဲ့နေရာဒီအလောင်းတွေကိုမြေမြုပ်ဖို့တွင်းတူထားတဲ့နေရာဖြစ်တယ်ဆိုတော့အဲ့ဒီမှာအဖြူရောင်လေး เนาะกาท้าดาก็อ่ะมาอลาวนี่อายิเบ้ไอ้อลาวนี่ก็กาท้าไปดาบ่เนาะสอไอ้นี่มาดูก็ဒီมาជីดาริบดุตัดตวาเลยบดุลุบตวาเลยเนาะดีดีริโอบดุก็อคูโลမျိုးเยเยเสสๆมีชุဖြက်ซีตวาเลย तू อ่ะအကြီးကျယ်ဒီအရာတွေပြောတာနိုင်ဂျီးရီးယားမှာနှိမ့်ဆက်ညှဉ်းပန်းခြင်းမရှိဘူးဟုတ်လားဒီမှာကြည့်ငါတို့အသက်အန္တရာယ်မရှိဘူးဟုတ်လားဒီမှာကြည့်ဆိုပြီးတော့ तू อ่ะအကြီးကျယ် ြောလိုက်တဲ့အရာကအခု social media တွေမှာ တော်တော်များများသတိထားမိသွားကြပြီးတော့နောက်ဆုံးเนาะအခုအမေရိကအစိုးရကကင်တွယ်ရတဲ့အခြေအနေကိုရောက်သွားတယ်လို့ပြောရင်လည်းမမအောင်ဖျားရဲ့ဂယုနာနဲ့မာဇာချင်းကျေးဇူးတော်ကိုရဖို့ရေးရေးရင်ရင်ဖျားရှိမှာတိုးဝင်ရအောင်တဲ့တိုးဝင်ရအောင်မကြောက်လည်းသခင်ကစာနာနိုင်တယ် စင်ရဒုက္ခကြုံရမယ်ဆိုတဲ့ဂတိလည်းပေးထားတယ်။ဒါပေမဲ့အဲ့ဒီကြုံလာရတဲ့အချိန်မှာလေဖခင်အမျက်တော်အခွင့်ပေးလိုက်ပါ။အပြစ်နဲ့လျောက်ဖခင်စီရင်ပေးပါလိမ့်မယ်။မိတ်ဆွေဒီနေ့မှာငါတို့ဘယ်သူမှမကြည့်တော့ဘူးလို့ခံစားရဆိုရင်တင့်ကိုစာနာတော်သခင်ရှိတယ်။တင့်ကိုကူညီမဆတော်သခင်ရှိတယ်။အမျက်တော်ကိုအခွင့်ပေးရအောင်။ထို့ကြောင့်တင်းဤရန်သူသည်မွတ်သိမ့်လေလှုပ်ကြွေးလို့ရင်ခတ်လင်းတောက်เสียဖို့ပေးလို့ထို့သို့ပြုလေ သူဤကောင်းပေါ်၌မိခဲကိုပုံထားလိမ့်မည်အဆိုးအဖြစ်ရှုံးခံနှင့်အကောင်အဖြစ်အဆိုးကိုနိုင်လောယေရမိလည်းသေခြင်းစွာနန္ဒာငါမမွေးရင်တော့ပူကောင်းမယ်တဲ့ခါရလုံးလုံးသူ့လူမျိုးတွေကိုတတိပေးတယ်ဘေးဒုက္ခတွေလာတော့မယ်ဒီတိုင်းနေလို့မဖြစ်ဘူးဆိုတော့ယစ်ဘရိုက်ကိုရိုင်းအောင်သူ့ကိုရိုက်နှက်ပြီးတော့ထိတ်ခတ်ထားလိုက်တယ်ယေရမိလည်းအင်မတန်မှခံစားရတယ်။မပြောချင်တော့ဘူးတဲ့ဖခင်အကြောင်း ်ဘုရားเจ้าကပြောလိုက်မပြောကျင်တော့ဘူးငါ့ကိုအားလုံးကဝိုင်းကျင်ကြတယ်တမဲတဲ့သူရဲ့နှုတ်ကပတ်တော်တွေကအထဲကနေပူလောင်ပြီးတော့မပြောလို့ကိုမရဘူးတဲ့ဘုရားသူအနိုင်ထက်ပြောခိုင်းတယ်အေးဆိုအဲ့လိုဂျုံကအကောင်းဂျုံပါလိမ့်မယ်။ဒါပေမဲ့တင့်ကိုကွာပေးခြင်းနဲ့ကောင်းကင်နိုင်ငံကတင့်အတွက်ဖြစ်တယ်။တင့်ဟာမင်္ဂလာရှိတော်သူဖြစ်တယ်။ဘုရားကပြောလဲ ဝမ်းမြောက်ရွှင်မြူးခြင်းရှိပါအကြောင်းမူကားကောင်းကင်ဘုံ၌သင်တို့၏အကျိုးသည်ကြီးလာပြီဒီလောကမှာတော့သင်အကျိုးကြီးခြင်းမှကြီးလိမ့်မယ်သင်ကိုလူတွေသိခြင်းမှသိလိမ့်မယ်သင်ကိုအသီးမှပြုခံပြုခြင်းမှပြုလိမ့်မယ်အမေမမိနဲ့တော့သင်တို့ရှိကပေါ်ထွန်းသော prophet တို့ကိုထိုနည်းတူညင်စေကြပြီ မျက်စိရှိပြီးမမြင်နိုင်တဲ့ဖျားမဟုတ်ဘူးနားရှိပြီးတော့မကြားနိုင်တဲ့ဖျားမဟုတ်ဘူးကျွန်တော်တို့ကြုံရတဲ့ဆင်းရဲဒုက္ခတွေကိုကိုယ်တိုင်ခံဘူးပြီးတော့ ကိုချင်းစာနိုင်တဲ့ဖရားကိုသင်နဲ့ကျွန်တော်ရထားတယ်။မဆိုရင်နဲ့ဖရားရဲ့ကြွယ်ကားခြင်းရှိတယ်။မဆိုရင်နဲ့ရှာဒရက်မေရှက်အဘက်ဒနီဂေါလိုယုံကြည်ခြင်းတွားရအောင်ခံစားချက်တော့မကောင်းအမေတို့ခံယူချက်ကပါလေဖရားကင်နိုင်တယ်မကင်ရောမကင်လဲရုတ်တူတော့မကိုးကွယ်ဘူးပြပြတသားပဲအဲ့ဒါခံစားချက်နဲ့မတွားဘူးခံယူချက်နဲ့တွားတာဖရားနဲ့အနီးကပ်ဆုံး level တစ်ခုရှိတယ် intimacy ဆိုရယ်ဖီးယားနဲ့အနီးကပ်ဆုံး level ကဘာ level လဲဒီလားခရစ်တော်ရဲ့ဆင်းရဲဒုက္ခကိုလေအတူခံနိုင်တဲ့အစစ်ကြွေဝချမ်းသာတဲ့အချိန်မဟုတ်ဘူးကျမ်းမာချမ်းသာတဲ့ဒေသနာတွေအဲ့အချိန်မှာတအားဖီးယားနဲ့နေတာမဟုတ်ဘူးဆင်းရဲဒုက္ခရောက်ပြီးတော့ငါ့ကိုဘယ်သူမှမကယ်တော့ပါလားမရှိတော့ဘူးလို့ခံစားရတဲ့အချိန်အဲ့ဒီအချိန်မှာ ခရစ်တော်နဲ့အနီးဆုံးချိန်ဖြစ်တယ်။ပြင်မတမ်းမှခက်ခဲပါတယ်။ဒါကြောင့်လူအများကြီးကအဲ့ဒီ intimacy level ကိုမရောက်ဘူး။ဒါမဲ့တင်းကိုတည်စေချင်တယ်။ဖယားတင်းနဲ့အတူရှိတယ်။ဖယားတင်းကိုကာကွယ်ပေးလိုက်မယ်။